ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့အရှိဖက်ကန်ကိုစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေစိုက်ပျိုးထားတဲ့စပါးခင်းတချို့ပြက်စီးခဲ့ရပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာဖဲခုံအခြေဆိုင်ခမရ336တပ်ကနေပြီးပစ်ခတ်လာခဲ့တာပါ။တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့အကြောင်းမဲ့လက်နက်ကြီး၃ကြိမ်ပစ်ခတ်ခဲ့ပြီးစပါးခင်းထဲကိုကြာရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီပစ်ခတ်မှုကြောင့်လူအထိခိုက်တော့မရှိခဲ့ပါဘူး။ ဖဲခုံနဲ့ညောင်ရွှေနယ်စပ်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးတဲ့နောက်ဖဲခုံအခြေဆိုင်စစ်ကောင်စီတပ်တွေကအရက်သားတွေရှိတဲ့နေရာတွေကိုမကြာခဏလက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာကြောင့်ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေတိမ်းရှောင်နေကြရပါတယ်။အခုလိုမျိုးမကြာခဏပစ်ခတ်မှုတွေလုပ်နေတဲ့အပေါ်မှာရေလုတ်သားလေလုတ်သားတွေနဲ့ဟင်းစားရှာထွက်တဲ့ပြည်သူတွေအနေနဲ့ကျေးရွာအတီးတီးကချမှတ်ပေးထားတယ်။ညဖက်နဲ့သက်ဆိုင်တဲ့ကုန်းစည်းကမ်းရေစည်းကမ်းတွေကိုလိုက်နာပေးကြဖို့ ဟေခုံမြင့်နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကတိုက်တွန်းထားပါတယ်။